2024-25ဘောလုံးရာသီရဲ့တရားဝင်ချန်ပီယံဘွဲကိုခံယူတော့မယ်လီဗာပူး မင်္ဂလာပါကိုခိန်းစတဖုတ်ဘောရှူအနေကျိုးတူပါတယ်စူပါဆန်နီရဲ့ညဆယ်နာရီမှာရှင်မြန်ရီသားမဲ့လီဗာပူးနဲ့ဒေါ်တင်ဟော့စ်ပါရရဲ့ပွဲချိုသုံးသက်ချက်ကိုလုတ်ပေးသွားချင်ပါတယ်ခင်ဗျမှန်ပါတယ်လီဗာပူးတင်ကဒီပွဲစဉ်ကိုတရေကစားရုံနဲ့2024-25ပရီးမီးယားလိချန်ပီယံဖြစ်တရေဝင်ဘွယ်ဒူးဂုံလူခံယူခွင့်ရတော့မှာဖြစ်ပါတယ်တကယ်တော့တရားဝင်ဆိုတဲ့ ခေါင်းစဉ်ကိုဖယ်လိုက်မယ်ဆိုရင်လီဗာပူးကချန်ပီယံဖြစ်သွားပြီ။အာစနယ်ဒီခရစ်စတပယ်လစ်အသင်းကိုတေးပဲကစားနိုင်ခဲ့တဲ့အတွက်ကြောင့်လက်ကျန်ပွဲစဉ်တွေအားလုံးနိုင်ပြီးတော့တပွဲကိုပြဲမြတွင်းကို3ဂိုးလောက်တွင်းမှသာလျှင်လီဗာပူးကိုကြော်တက်ပြီးချန်ပီယံဖြစ်ဖို့အခြေအနေရှိတဲ့အတွက်ကြောင့်ပါ။ဒါတော့မှလီဗာပူးတင်းကလက်ကျန်ပွဲစဉ်တွေကိုပွဲတိုင်းဒီပါရှုံးမှဖြစ်ပါလိမ့်မယ်။အဲ့တို့ကြောင့်လုံးဝမဖြစ်နိုင်တော့ဘူးလို့ပြောတာပါ။ဒီနှစ်ဘော်လုံးရာသီရဲ့ချန်ပီယံပရီးမီးယားလိရဲ့အရှင်သခင်ကလီဗာပူးတရားခိုင်နှုန်းဖြစ်သွားပါပြီခင်ဗျာ။ ဆိုတော့ဒီဘွဲနဲ့ပတ်သက်တဲ့ key points တွေကိုကျွန်တော်ဆွဲထုတ်ကြည့်အောင် business ရအားပေးမဲ့ညီကိုတွေအတွက် ထူးကူးပြုရမယ့်အပိုင်းဖြစ်ပါတယ်။အတင်းကိုချစ်လို့အားပေးမဲ့ပရိသတ်တွေကတော့ပြဿနာမရှိဘူး။တည်ရကြလေ။အာ we are the champion ပဲနော်။တချင်းတွေပါရင်ကောက်ဆိုလို့ရတယ်နော်။ you will never walk alone ဘာညာပေါ့။ champion ဖြစ်သွားပြီလေတည်ရကြအောင်နဲ့ခိုးပြက်နိုင်ခြင်းမနိုင်ခြင်းက liverpool အတွက်ဘာမှဖိအားမရှိဘူး။အဲ့တော့ကျွန်တော်တွေကဟိုဘယ်လိုပြောမလဲ။ဟိုဘက်ဒီဘက်တေချာစဉ်းစားပြီးတော့အတင်းရွေးချယ်ရမယ့်ပုံမျိုးဖြစ်နေတယ်။မှန်တယ်။ liverpool ဒီဘာဖိအားမှမရှိတော့ဘူး။ဒီပွဲတေချာအောင်နဲ့ပူဆွဲပြီးလွတ်လွတ်လပ်လပ်ကစားလို့ရတယ်။ဒါတပိုင်းပေါ့။ တဖက်ကတော်တင်ဟော့စပါကြတော့လေနောက်ထပ်ဘူဒါကလင်းနဲ့ပွဲစဉ်ရှိတယ် EPM မှာလည်းဘာမှမဖြစ်တော့ဘူးသူကလည်းဖိအားမရှိတော့အဲ့တော့နှစ်သင်းလုံးကဘယ်သင်းရွေးအရင်စိတ်မချရတဲ့အခြေအနေမျိုးလီဗာပူးရဲ့ဆွမ်းဆောင်ရေးပိုင်းကိုလည်းနောက်ပိုင်းပွဲတွေတွေ့ရတာ ਨੇ ကျွန်တော်လီဗာပူးရွေးပေးတာရှိမှ၃ပွဲလောက်မသိရှိတယ်၃ပွဲလုံးရှုံးတယ်လိုအပ်တဲ့အတွင်းကိုပမာဏရအောင်မသွင်းတော့ဘူးရလည်းမရတော့ဘူးအဲ့တော့အပိုင်းနှစ်ပိုင်းကိုတော့စိတ်ထဲမှာရှင်းလင်းလင်းခွဲထားရလိမ့်မယ်ငါက business ကလီဗာပူးအားပေးမှလားတကယ်တမ်းအသင်းကိုကြိုက်လို့အားပေးမှလားစသဖြင့်ပေါ့ကျွန်တော်ကတော့ business က ဘလုံးမဲ့သုံးသက်ပေးတဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲဟိုအကြိုက်အသင်းတက်ဆိုင် business ကအချိုးပြုတ်မဲ့အသင်းကိုပဲရွေးပေးတဲ့ပုံစံမျိုးတော့ရှိပါတယ် okay အဲ့တော့ကျွန်တော်ဒီပွဲစဉ်က liverpool အတွက်ဘာဖြစ်အားမရှိသလိုအသေးအံကန်နေစရာလည်းမလိုတော့တဲ့အတွက်ကြောင့်အာရှရဲ့အကျိုးပေးမှုတွေအတိုင်းတိုတယ်ဂိုးတွေပေါ်မလားနေမလား handicap တွေအောင်မလားဆက်လက်ဆွေးနွေးကြည့်အောင် ်အာချာရဲ့ကြော်ပင်းမှုရတော့ဒီပွဲစဉ်မှာလီဗာပူးကနှစ်ဂိုးသွင်းရင်တဝက်ပျော်ရွှင်ခွင့်ရမှာဖြစ်ပါတယ်အစောပိုင်းကြော်ပင်းမှုဖြစ်တဲ့အတွက်ကြောင့်ပွဲနာနေရင်တော့ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်ဒါပေမဲ့ဒီလက်ရှိ current အကြော်ပင်းမှုအရာကျွန်တော်မြင်တာကတော့ပြင်းထန်တဲ့အကြောပေးမှုဖြစ်ပါတယ်။တော်တင်ဝစပါတနည်းအားဖြင့်တူးစည်းလောင်းနဲ့ရှုံးပါစေအောင်တဝက်ပဲဆုံးရှုံးမဲ့သဘောမျိုးပါ။ဒီကြောပေးမှုက Tottenham Hotspur လို့အသင်းမျိုးအတွက်တော့တော်တော်လေးချင်တယ်ဗျ Tottenham Hotspur ဒီအားကောင်းမောင်းတဲ့အခြေအနေမျိုးနဲ့ရှေ့နှစ်တွေမှာအသင်းတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်ခဲ့တဲ့အသင်းတစ်သင်းဒါကအသင်းငယ်တစ်သင်းကိုအကျော်ပေးတဲ့ပုံစံမျိုးကြီးဖြစ်ပါတယ် Tottenham ကိုလည်းတစ်ချက်ပြန်ချင်းကြည့်မယ်လေးကိုတဝက်ပြောင်းရွှင်ပေးတာပါတယ် Tottenham နဲ့ handicap နဲ့ကတော့ matching ဖြစ်တယ်ဗျ အပေါ်အသင်းကိုရွေးရမယ့်ပုံတူတယ်ကိုက၄ကိုတဝက်ပဲပေးထားတဲ့အတွက်နှစ်သင်းပေါင်းအတွင်းကို၄ကိုဖြစ်သွားနိုင်တယ်အနေဆုံးနှစ်သင်းပေါင်းအတွင်းကို၃ကိုရှိနေနိုင်တယ်ဆိုတဲ့သဘောမျိုးပဲအဲ့တော့နှစ်သင်းပေါင်းအတွင်းကို၃ကိုဆိုရင်20လို့နော်10လို့11လို့ဆိုတဲ့သူကအဲ့ထက်ပိုများဖို့ပဲရှိတယ်ဆက်ပါတော့21လို့ reset မျိုး31လို့ reset မျိုးဒါမှမဟုတ် Liverpool က30လို့ reset မျိုး Liverpool ဂိုးပြတ်နိုင်တဲ့အခြေအနေအများကြီးရှိတယ်ဒါပေမဲ့အားအေးတေကျသွားတဲ့အတွက်ကျွန်တော်တစ်ချက်ပြန်ချိန်ရမှာ ဲ့လိုကြီးကိုပြတ်ဖို့လွယ်ပါမလားပေါ့နော်ဟိုတွေးမယ်ဆိုရင်တော့ဘတ်စုံတောင်းဆောင်ကလိုက်တွေးရင်အားနေချအားတချကိုစီရှိတယ်ပေါ့ဗျာကျွန်တော်တနည်းအားပဲဆွေးနွေးတဲ့ European Golden Boot ပေါ့မိုဆာလာကမျောလင်းချက်အများကြီးရှိတယ်အသင်းပေါ်တွေကတော့ short supporting လုပ်ပေးမယ်ဆိုရင်မိုဆာလာရဲ့အတွင်းကိုတွေကထက်မြင်ရဖို့ရှိတယ်သူလဲစူးစမ်းမှာပဲအဲ့လိုတွက်ကိန်းနဲ့တွက်ရင်တော့ဒီဘက်တင်မှာ Liverpool တင်းကဂိုးများကောင်းများနိုင်တယ်ပေါ့ဆိုတော့ရွေးချယ်ရတာတော်လေးခက်ပါတယ်ကျွန်တော်တွေကတော့ဒီလိုပွဲမျိုးမှာဘယ်လိုပြောမလဲအရင်အကျိုးမဲ့ကြီးကြီးမားမားမရနိုင်ဘူးလို့ယူဆတယ်ဗျ Liverpool နိုင်သွားရင်တောင်မှ twin goal ကွာခြားချက် နှစ်ဂိုးနဲ့အထက်နိုင်ဖို့ဆိုတာသိပြီးမလွယ်ဘူးတော်တင်နော့စပါတင်ကလည်း၃လေးကိုရှုံးဖို့ထီတော့ကျွန်တော်မထင်ဘူးလီဗာပူးကလည်းအဲ့လောက်ကြီးအသေးအတန်ကန်နေစရာမှမလိုတာဆိုတော့တော်တင်နော့စပါအားပေးမယ်ဆိုရင်လည်းတစ်ဝက်လောက်ရှုံးမယ်နော်လီဗာပူးတင်ကိုအားပေးမယ်ဆိုရင်လည်းတစ်ဝက်လောက်နိုင်မယ်ဆိုတဲ့သဘောအရတော့ကျွန်တော်ကတော့တိုတယ်ကိုအနေငယ်စွန့်စားရွေးချယ်ကြည့်ခြင်းတယ်တိုတယ်ကိုအိုဗာကိုသဘောကျပါတယ်ခင်ဗျ ဒီနှစ်သင်းရဲ့တွဲဆုံမှုတွေမှာတသင်းနဲ့တသင်းကိုးသွင်းကြလို့ပါဟုတ်ပြီအဲ့တော့ဒီနှစ်သင်းကြားရဲ့ကိန်းကနဲအချက်လက်တွေဆက်လက်ဆွေးနွေးကြည့်ပါမယ်နောက်ဆုံး6ချိန်ထိတ်တိုက်တွဲဆုံမှုမှာဒီနှစ်သင်းကတည်ရေလုံးဝမကြတာဘူးလီဗာပူး၄ချိန်နိုင်ပြီးတော့ Tottenham Hotspur က2ချိန်နိုင်တယ်ဒီနှစ်ဘောလုံးရာသီမှာဆိုရင်သူတို့3ချိန်တွဲခဲ့ပြီ EFL Cup မှာ2ချိန် EPL ပထမအကြော်လုံးက2ချိန် EFL ကနှစ်ချိန်မှာတော့ Tottenham Hotspur ကွင်းမှာ1-0နဲ့အနိုင်ရခဲ့ပြီးတော့ Liverpool ရဲ့ Anfield မှာ၄ဂိုးပြတ်နဲ့ Tottenham Hotspur ရှုံးခဲ့တယ်ဗျ။ဒါဆိုရင်တော့ Liverpool နဲ့တိုတယ်ကူ over ဖြစ်သွားမှာပေါ့နော်။ ပြီးခဲ့တဲ့ပထမအကြော်တုံးကတော့ Tottenham Hotspur ကွင်းမှာ6-3ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။အဲ့တော့ကြောင့်ဒီနှစ်သင်းတွေ့တိုင်းအဲ့လိုဂိုးတွေအပြိုင်ဆိုင်သွင်းနေဆိုတာကျွန်တော်တို့သတိထားရပါလိမ့်မယ်။ပြီးခဲ့တဲ့ရာသီတုံးကလည်း Anfield မှာ4-2 Tottenham Hotspur ကွင်းမှာ2-1တရာသီကျော်ခုန်ကူးမယ်ဆိုရင်လည်း4-3ဆတဲ့ရလဒ်တွေအပြိုင်ဆိုင်သွင်းလေသွင်းထရှိတဲ့အတွက်ကြောင့်တူတယ်ကူအိုဗာလေးကတော့အနည်းငယ်ယုံကြည်စိတ်ချရမယ့်သဘောမျိုးပါလီဗာပူးကိုဟန်ဒီကက်ပြီးကြိုက်တင်ပေမဲ့ကျွန်တော်ကအချိုးမြတ်အများကြီးရနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ဟိုမရွေးပြီးတော့တာတူတယ်ကူကပို့ပြီးတော့အဆင်ပြေတယ်ဗျာသူတို့ဘာဖြစ်လဲဗျာဂိုးတွေ အပြိုင်ဆိုင်တွင်းနဲ့ဒါပါတော့43ပဲပြန်ဖြစ်မလားဒါမှမဟုတ်32ပဲပြန်ဖြစ်မလားရရလေဒီကိုလောက်နဲ့ကတ်နိုင်သွားလဲ EC ပဲသူတို့ပြင်ချန်ပီယံဖြစ်ခံရုံပဲโอเคအဲ့တော့ကျွန်တော်နောက်ထပ်ဒီပိုင်းကလီဗာပူးသင်းရဲ့နောက်ဆုံး6ပွဲစရရလာလီဗာပူးသင်းရဲ့ current form မကောင်းလို့ပြောလို့ရတယ်ဗျနောက်ဆုံး6ပွဲမှာဆိုရင်လီဗာပူးသင်းက3ပွဲနိုင်ပြီးတော့2ပွဲရှုံးထားပါတယ်အဲ့ဒီ3ပွဲနိုင်2ပွဲရှုံးပွဲတင်နေမှာပရိသတ်ကိုအဲ့လိုအချိုးမြဲရခဲ့စီတဲ့ပွဲမျိုးတွေကမရှိဘူးဗျလက်စတာဝမ်းစီနဲ့ကင်းပါဝါမှာရှုံးတယ် business ကနာကားတာပဲဝက်ဆန်ကို2-1နဲ့ကတ်နိုင်တယ်9-9ဝါတာလေ ကျွန်တော် business ရအကျိုးမြတ်မရခဲ့ပါဘူး။ဒါပြင် full line ရှုံးတဲ့ပွဲမျိုးတွေရှိတယ်။ Everton အိမ်ကွက်မှာ1-0နဲ့ကတ်နိုင်တဲ့ပွဲမျိုးတွေရှိတယ်။နောက်ဆုံး6ပွဲသက်ရလကတော့ business ရပြိတက်ကိုတပွဲမှအကျိုးမပြုထားပါဘူးခင်ဗျာ။ဒါတော့သတိချက်စီချင်ပါတယ်။ကျွန်တော်နောက် Tottenham Spa ရဲ့နောက်ဆုံး6ပွဲသက်ရလကိုပြောမယ်ဆိုရင်နှစ်ပွဲတိုင်းတပွဲတည်း3ပွဲရှုံးတာပါတယ်။ Spa ကလည်းအဲ့လောက်ထိကောင်းနေတော့မဟုတ်ပါဘူး။ Southampton နဲ့ Frankfurt ကိုနိုင်ထားတဲ့ပွဲကလွဲရင် Wolverhampton ကိုရှုံးတယ် Nottingham Forest ကိုရှုံးတယ် Chelsea ကိုလည်းရှုံးထားပါတယ်။ဆိုတော့နှစ်သင်းလုံးက ဆွမ်းဆောင်ရင်ပိုင်းအရင်မကောင်းလို့ပြောနိုင်ပါတယ်။လီဗာပူးရဲ့နောက်ဆုံးအိမ်ကွင်း6ပွဲစဲရလိုက်ရတော့၄ပွဲနိုင်၂ပွဲရှုံးထားပါတယ်ခင်ဗျ။ရှုံးတဲ့ပွဲစဉ်က PSG နဲ့ Newcastle တို့ရှုံးတာပါ။နိုင်တဲ့ပွဲစဉ်တွေမှာဆိုရင်လည်းဂိုးပြတ်ခဲ့တဲ့ပွဲစဉ်တွေကကျွန်တော် Newcastle နဲ့ Southampton တို့ပဲရှိပါတယ်။နောက်ဆုံးကန်တဲ့၂ပွဲမှာအဲ့လိုဂိုးကွာချက်ချက်အနည်းလေးတွေနေပြီးပဲနိုင်ခဲ့တာပါ။ Tottenham Spurs ရဲ့အဝေးကွင်း result ကိုကြည့်မယ်ဆိုရင်လည်းမကောင်းပါဘူးနှစ်ပွဲနိုင်ပြီးတော့၄ပွဲရှုံးထားပါတယ်ထူးခြားတာတစ်ခုကတော့တရေကြလိကြတာမရှိပါဘူးခင်ဗျာ နိုင်တဲ့ပွဲစဉ်တွေက Frankfurt နဲ့ Ipswich Town တို့ကို နိုင်တာပါရှုံးတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင် Wolverhampton ဆိုရင်4-0 4-2 Chelsea ကို1-0 Fulham ကို2-0စတဲ့ရှုံးနေမှုတွေဖြစ်တဲ့အတွက်ကြောင့် away ကွင်းဆွမ်းဆောင်ရင်အတော်ကျနေတယ်လို့ပြောနိုင်မှာကဲနောက်ဆုံးမှကျွန်တော်ဘီယိုဘိုင်းချင်းကတ်မှုအနည်းငယ်လုပ်ပါမယ်နှစ်သင်းလုံးက900နိုင်ချီရှိတဲ့အသင်းတွေကြီးပဲဗျာ ။ဘာကြောင့်လဲ? high press တွေအရန်ကစားတဲ့အတင်းတွေဖြစ်ပါတယ်။တနည်းအားဖြင့် counter press လို့ပြောရမှာပေါ့နော်။ကို့အတင်းဘောလုံးမရှိတော့တဲ့အချိန်ကျရင်ဘောလုံးစတဲ့ဆုံးရှုံးတဲ့အချိန်ကျရင်ချက်ချင်းပြန်လဲ imposition ရအောင်ကြိုးစားအားထုတ်မှုပြုတ်တတ်တဲ့အတင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီအတင်းနှစ်တင်းလုံးရဲ့ counter attack situation တွေကတခြားသင်းတွေထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတာပါအထူးသဖြင့် Liverpool ကတော့ဆရာကြီးပေါ့လေ counter attack ဆိုတဲ့နေရာမှာကျွန်တော်ဝေးတွေအများကြီးရှိတယ်ပေါ့ details ထက်ခွဲမယ်ဆိုရင်6မျိုး9မျိုးလောက်ရှိမယ်ထားပါအဲ့တော့ဘယ်လို counter attack မျိုးနဲ့ဘယ်လိုပုံတံကိုးသွင်းရမလဲပြိုင်ဘက်ရဲ့အခြေအနေကိုသူတို့ကြည့်ပြီးတော့အကောင်းဆုံးကစားတတ်တဲ့အသင်းဒီ Liverpool ဖြစ်ပါတယ် Tottenham Hotspur ကတော့ရာသီအစနဲ့အလယ်လောက်မှာကောင်းခဲ့ပေမယ့်အခုချိန်မှာတော့ Liverpool ကိုမမီတော့ပါဘူး Trent လည်းပြန်ပြီးတော့ ပါဝင်လာနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အင်ပြစ်အားပြစ်ဖြစ်လာနိုင်တယ်မိုဆာလာရဲ့ twin goal တွေလည်းမြင်ရဖို့ရှိတယ်အခုအချိန်မှာစိတ်တပိုင်းဆိုင်ရာမြင့်နေတဲ့အသေးအလည်း Liverpool ဖြစ်တယ် Tottenham Hotspur ကစားသမားတွေကနောက်ထပ်ဘူသားကလေးနဲ့ပွဲတင်ကိုအာယုံရောက်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကစားပုံကစားပေါက်ချင်းအနေနဲ့ဆင်နေဆိုရင်တော့မှပို့ပြီး strong ဖြစ်တဲ့အသင်းက Liverpool ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲတင်မှာ total ကို over ရွေးချယ်ပေးကြပါတယ်။ second priority အနေနဲ့ရွေးချယ်နေဆိုရင်တော့ liverpool ကိုရွေးတာပိုကောင်းပါလိမ့်မယ်ခင်ဗျာ။